မင်္ဂလာပါ Luxury Auto မြန်မာမှကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးသွားမှာတော့ Germany အခြေစိုက်ကားကုမ္ပဏီတွေဖြစ်တဲ့ BMW နဲ့ Mercedes တို့ရဲ့ Full Size Luxury SUV နှစ်စီးဖြစ်တဲ့ BMW i7 နဲ့ Mercedes GLS အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်နဲ့တူအဆုံးထိလိပ်ပါကြည့်ရှုပေးကြပါအောင် Full Size SUV တွေဖြစ်ကြတဲ့ BMW i7 နဲ့ Mercedes GLS တို့ဟာအရွယ်စားချင်းတူညီပေမဲ့ကားဒီဇိုင်းပုံစံကတော့ကွာခြားပါတယ်။ Mercedes GLS ရဲ့ဒီဇိုင်းကယူရှင်းပြီး BMW A7 ရဲ့ဒီဇိုင်းကအနည်းငယ်ဆန့်သက်ပါတယ်။ A7 မှာကားရှိမီကြီးနဲ့ Daytime Running Lights ကိုအပေါ်အောက်ခွဲထားတဲ့ Split ဒီဇိုင်းက BMW ရဲ့ Traditional Style Grille နဲ့ Light ဖတ်ပါတယ်။ GLS မှာတော့ကြီးမားလာတဲ့ Mercedes logo နဲ့ grille ကခိုင်းညာလာပါပြီ။ ကားရှိမိကလည်းဆွဲဆောင်မှုရှိပါတယ် X7 နဲ့ Grill ကတော့မီးလင့်ပေမဲ့ GLS မှာတော့မီးမပါဝင်ပါဘေးဘတ်ဒီဇိုင်းမှာတော့ X7 က၄000နဲ့ပတ်ပေါ်သွားပြီး GLS ကပိုပြီးပီပစ်တဲ့ဒီဇိုင်းပုံစံမျိုးရှိပါတယ်ကုန်တုံးနန်း full size SUV တွေဖြစ်ကြတဲ့ BMW A7 နဲ့ Mercedes GLS တို့ဟာအရွယ်စားခြင်းတူညီပေမဲ့ကားဒီဇိုင်းပုံစံကတော့ကွာခြားပါတယ် နောက်ပိုင်းမှာတော့ BMW X7 ရဲ့ကားနောင်မီးတွေကလှပပြီးဆွဲဆောင်မှုရှိသလို Mercedes GLS ရဲ့ကားနောင်မီးဒီဇိုင်းကလည်းအပြပြောရမရှိအောင်ပြီးပြည့်စုံပါတယ် A7 ရဲ့ကားနောက်ဖုံးတကားပုံစံကတော့နှစ်ထပ်ပုံစံဖြစ်ပြီး GLS ကတော့တခြားကားတွေလိုကားနောက်ဖုံးတစ်ချက်သေးပါဝင်ပါတယ်။ engine ဘိုင်းမှာတော့ Mercedes GLS က4 liter twin turbo V8 engine ကိုအသုံးပြုထားပြီး510 horsepower ထပ်ပြီး VMW မှာတော့4.4 liter twin turbo V8 engine ကိုအသုံးပြုထားပြီး523 horsepower ထပ်ပါလိုက်။ကားအတွင်းပိုင်းမှာတော့နှက်စီးလုံးမှာ quality ကောင်းမွန်တဲ့အရွေသွေးမြင့်ပစ္စည်းတွေကိုအသုံးပြုထားတာကြောင့်ကားအတွင်းထဲကိုဝင်ထိုင်ကြည့်လိုက်ရုံနဲ့တန်ဖိုးကြီးစင်ခံကားမှန်တိတာစေပါလိုက်။ A7 မှာတော့ထိန်းချုပ်မောင်းနှွမ်းဖို့ကားအငြံနှုံကား information တွေကိုပြသပေးမဲ့ display နဲ့ ကားအကွန်ကားအန်တာတိန်မန့်တွေကိုထိန်းချုပ်နိုင်မဲ့ display နောက်တစ်ခုပါဝင်ပြီးစုစုပေါင်း display နှစ်ခုပါဝင်ပါတယ် GLS မှာလည်း A7 လိုမျိုးကားအငြံနှုန်းကား information တွေကိုပြသပေးမဲ့ display နဲ့ကားအကွန်ကားအန်တာတိန်မန့်တွေကိုထိန်းချုပ်နိုင်မဲ့ display ဆိုပြီး display နှစ်ခုပါဝင်ပါတယ် X7 မှာတော့ BMW ရဲ့ BMW iDrive system ping touch screen တမ္မကား ခလုတ်ဖိတ်မှာထိမ့်ချုပ်အသုံးပြုနိုင်ပြီး GLS မှာတော့ touch screen ရော touch pad နဲ့ပါ entertainment တွေ car drive mode တွေကိုထိမ့်ချုပ်နိုင်ပါတယ်ကားနှစ်စီးလုံးရဲ့ထိုင်ခုံများကိုအရေးသွေးကောင်းမွန်တဲ့ရေသားများနဲ့သက်ဆင်ထားတာကြောင့်ကားအတွင်းကန်းကိုဝန်ထိုင်ကြီးလိုက်ရုံနဲ့တန်ကိုးကြီးစင်ခန်းကားမှန်တည်ထားစေပါတယ် ရဲ့ရှင်းနောက်ထိုင်ခုံများတွင် ထိုင်ခုံမော်တာထိုင်ခုံအပူအအေးနဲ့ message function များပါဝင်သလို GLS ကားရဲ့ရှင်းနောက်ထိုင်ခုံများတွင်လည်းထိုင်ခုံမော်တာထိုင်ခုံအပူအအေးနဲ့ message function များပါဝင်ပါလေကားနစီလုံးတွင် automatic passing block ကပါဝင်ပြီး X7 တွင်ကားထိုင်ခုံမော်တာ control ကိုထိုင်ခုံဘေးမှတပ်ဆင်ပေးထားတာ GLS မှာတော့ကားတကားမှတပ်ဆင်ပေးထားပါတယ် အလဲလက်တင်ခုံကိုချပြီး climate control တွေထိန်းချုပ်နိုင်တယ်လို့ A7 မှာတော့ guard နောက်ထိုင်ခုံက captain chair ထီလို့နှစ်ယောက်ဖယ်လိုက်ပါစီးနေနိုင်ပါတယ်။ guard နဲ့စီးလုံးနဲ့ air suspension ကိုတက်ဆင်ထားပြီးအနှင့်အရင်းကိုလိုတလိုထိန်းချုပ်မောင်းနှွှဲနိုင်မှာဖြစ်လို့ air suspension ကြောင့်စီးနေနေရာမှာပိုပြီးတက်တောင့်တက်တာဖြစ်စေမှာပါ။ ညဘက်မှာတော့ BMW 87ရဲ့ကားရှိမီဒီဇိုင်းနဲ့ welcome light ကတမူထူးခြားပြီးလှပပါဗျ။ GLS မှာတော့တကားဖွင့်လိုက်ရင်မြေပေါ်မှာပေါ်နေတဲ့ AMG logo ကို တွေ့မြင်ရမှာဖြစ်ပြီး style chart လှပတဲ့ကိုင်းနောင်မီဒီဇိုင်းကလည်းမြင်ရသူတွေကိုညှို့ယူဖန်ဆားနိုင်မှာကတော့အသေးကြပါပဲ။ GLS ရဲ့ညာဘက်ကအတွင်ခံမီရောင်က A7 ထပ်ပူပြီးဆွဲဆောင်မှုရှိသလို

American dollar tự tin cháu thẳng Nga thẳng cha tên mà thiết bị. Ở à khu khít một người dễ này tuyên nhận, nhưng mà người chết tình bóng cháu thẳng cho yếu vinh trình khán cha tên mà thiết bà đấy. Mercedes GLS nhận dễ nông gà rõ, American dollar tự tin khu nạ thẳng cha tên mà thiết bị. Ở à khu khít một người dễ này tuyên nhận, nhưng mà người chết tình bóng cháu thẳng xí ra vinh trình khán cha tên đã thiết bà đấy. Ở chỗ ở thiết số yà nhận, Germany Blankbird cá cổng bí rì thiết cha đấy. BMW နဲ့ Mercedes တို့ရဲ့ Full Size SUV ကားတွေဖြစ်တာကြောင့် ခုံတောင်းတန်းပါဝင်ပြီးအရွယ်စားကိမကနီးပညာအမြင့်တွေကိုအသုံးပြုထားပါတယ်။ကားအတွင်းပိုင်းကိုလည်းအရေးသွေးကောင်းမွန်လက်ပစ္စည်းတွေအသုံးပြုထားပြီးထိုင်ခုံလေသား quality တွေကလည်းကောင်းမွန်ပါတယ်။ကားဒီဇိုင်းမှာလည်းကိုပိုင်ဒီဇိုင်းပုံစံရှိကြပြီးဈေးနှုန်းမှာလည်းမသိမ်းမယိန့်ဖြစ်တာကြောင့် Mercedes ရဲ့ဒီဇိုင်းပုံစံကိုကြိုင်နှစ်သက်သူက Mercedes GLS ကိုရွေးချယ်มาပဲအလို BMW ရဲ့ဒီဇိုင်းကိုကြိုင်နှစ်သက်သူလည်းကလည်း BMW A7 ကိုပဲရွေးချယ်ကြမှာပါကားချစ်သူတွေကသူတို့တိုက်နှစ်သက်တဲ့ brand ကိုပဲရွေးချယ်ဝယ်ယူကြတာဖြစ်လို့ကားရွယ်အစားစဉ်တို့မသိမရင်မှာကိုယ်တိုင်နှစ်သက်တဲ့ brand တွေကိုပဲရွေးချယ်ဝယ်ယူကြမင်းနောင်လာမယ့်နာဂတ်မှာလည်းကား brand တွေကအပလင်ဆိုင်နဲ့ထုတ်လုပ်ရောင်းချကြအောင်ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ channel ကိုလည်း like and subscribe လုပ်ပေးသွားကြပါဦးနော်